့ဒီတပတ်တွင်းဆောင်မှုစီစဉ်ထားတာကကင်းနီပြည်ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC ကတာဝန်ရှိသူတုံးနဲ့တွေ့ဆုံသွားမှာပါကျေးဇူးအမင်္ဂလာပါရှင်။ဟုတ်မင်္ဂလာဆရာ။ဟုတ်ကဲ့။အဲဆရာနာမည်ရေလောက်ကင်ဆောင်ရွက်နေရတာဝန်ယူထားရတဲ့အားလေးကိုမိတ်ဆက်ပေးပါအောင်ရှင်။ဟုတ်ကဲ့ပါ။အာကျွန်တော်နာမည်ပြည်စုံကတော့ပညာခွန်အောင်ပါ။ဟိုလက်ရှိမှာတော့ဟို IC အတွင်မှုနှစ်အဖြစ်ပေါ့နော်။တာဝန်ထမ်းဆောင်နေတာ။ဟုတ်ဆရာတို့ဂျာကာလာပုချွေကောင်စီဖွဲ့စည်းဖို့အတွက် အချိန်ယူပြီးတော့ဘလောက်ပြင်ဆင်ခဲ့ရလဲအဲဘလို့အချိန်နေဘလို့ရည်ရွယ်ချက်တွေကြောင့်ဒီဟာကိုအဲတည်ထောင်ဖြစ်သွားတာလဲရှင်ဟာအလုံးတူတဲ့အချိန်မှာအနာတိတ်ပြီးနောက်ပိုင်းမှာကျွန်တော်တို့ GNP မှာလဲဟိုတခြားတိုင်းနေပြည်နယ်ကဲ့ကဲ့တော့ပေါ့နော်လူထုဟိုကျွန်တော်တို့ဒီဟိုညိညိနေသားဆိုဆန္ဒပြမှုတွေကျွန်တော်ရှိခဲ့တယ်အဲ့ဒီတချိန်တော့တချိန်ထဲမှာပဲကျွန်တော်တို့ကတော့မျောလင့်တဲ့ဒီဒီအာနာရှင်ဟိုအစွန်းဆုံးအာကျွန်တော်ပြောကြရည်ရကျွန်တော် ဖေရယ်ပြည်တော်စုကိုဘယ်လိုမျိုးထူထောင်ကြမလဲဆိုတဲ့စဉ်းစားချက်တွေဒီပိုင်းနဲ့ကျွန်တော်တို့ရဲ့ပြည်နယ်မှာလည်းဖြစ်ထွန်းခဲ့တော့ဗောနော်အဲ့ဒါဆက်ဆက်ပြီးတော့မှကျွန်တော်တို့ဒီဟိုဟို case စီလို့ခေါ်တဲ့ဒီနေပြီးဟိုအတိုင်းပါကောင်းစီကိုကျွန်တော်တို့ဒီရပ်ဖက်အဖွဲ့စည်းတွေတော်တိုင်းနာဟိုလင်းနေကင်တွေနောက်ပြီးတော့နိုင်ငံရေးပါတီတွေနောက်ပြီးတော့2029ခုနှစ်ဟိုအနိုင်ရဟိုကျွန်တော်တို့အမတ်ဟိုကျွန်တော်အနိုင်ရကိုကိုကြရနေပါတော့ကျွန်တော်ပေါင်းပြီးတော့မှဒီဟိုကေစီကိုဧပြီလ9ရက်နေ့2021မှာကျွန်တော်ဖွင့်စီနိုင်ခဲ့ပါတယ် ါပေမဲ့တကယ်လက်တွေ့က KSC ကနိုင်ငံရေးအရာသူကအောက်ဆောင်နေတဲ့နေတဲ့နေရာမှာတကယ်ကိုမြေပြင်မှာ operation တွေကိုကျွန်တော် executive body လိုမျိုးပေါ့နော်အောက်ချုပ်ရေးရန်ရကိုသူမတည်ဆောက်နိုင်အောင်ဒါလည်းတည်ဆောက်လို့မရတဲ့အခြေအနေဖြစ်တယ်အဲ့ဒီအပေါ်မူတည်ပြီးတော့ကျွန်တော်တို့တစုံတရာကတော့ကျွန်တော်တို့ဒီအောက်ချုပ်ရေးတံအစုဖွဲ့ရှိရမယ်ဆိုတဲ့ဟာကျွန်တော်တို့အားလုံးကသဘောတူခဲ့ကြတယ်အဲ့ဒီဟာကိုချစ်ခံပြီးတော့မှကျွန်တော်တို့ကဒီဒီကျွန်တော်တို့ဒီပြည်နယ်ကိုဘယ်လိုပုံစံနဲ့ဟိုစီမအောက်ချုပ်မလဲဆိုတဲ့စဉ်းစားချက်ကိုချစ်ခံပြီးတော့ကျွန်တော်ဒီစပြီးတော့မှစဉ်းစားနေချင်ပါ ဟိုကျွန်တော်ခေါ်တဲ့ဖွဲ့စည်းပုံရှိဖို့လိုအားလို့ဆိုစဉ်းစားချက်ရှိလာတယ်။အာဖွဲ့စည်းပုံနဲ့အညီပါเนาะကျွန်တော်တို့ဒီအာကျွန်တော်အချော်ရေးရန်ရောက်ထူထောင်မယ်ဆိုတော့စဉ်းစားချက်ကြတယ်။ဒါပေမဲ့တော်ရင်ကလာမှာဖွဲ့စည်းပုံလို့ပြောရအောင်လဲကျွန်တော်တို့ကအခက်အခဲအများကြီးရှိတယ်။အဲကြောင့်မို့ကျွန်တော်တို့ကโอเคဒါဆိုရင်တော့ကျွန်တော်ဂျာကာလာအစီမံဆိုပြီးတော့မှကျွန်တော်တို့စပြီးတော့မှအဲ့ဒီ council အောက်နဲ့ကျွန်တော်တို့ကဒီ kini pigo ဘလိုမျိုးဒါနဲ့အချော်စီမံပြောင်းမယ်ဆိုတဲ့ဂျာကာလာအစီမံဆိုတဲ့ interior arrangement ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့စာရေးဆွဲခဲ့တယ်။အဲအဲ့ဒါလည်းဟိုနိကလာတနည်းနည်းပါကြပါတယ်။ ပြီးဒီမှာပဲကျွန်တော်တို့ကဒီဟာကို2023ခုနှစ်ကျွန်တော်ဇန်နဝါရီလကျွန်တော်တို့16 19 20မှာကျွန်တော်တို့အာဒါဒီအခက် KSC ကိုလည်း refund လုပ် conference လုပ်နေတဲ့ဒီဒီဂျာကာလာစီမှာကိုကျွန်တော်တို့ဟိုအ내အညီပေါ့နော်ကျွန်တော်စပြီးတော့မှဟို IC ကိုစုဖွဲ့နာနိုင်တယ်လို့လို့ကျွန်တော်ပြောလို့ရပါတယ်ခင်ဗျာဟုတ်ဟုတ်ကဲ့ဆရာအဲ့ဆိုတော့တနေ့ကျော်နှစ်နှစ်နီးပါးရှိတဲ့အချိန်မှာကျွန်တော်တို့အနေနဲ့ဘလူးတွေဘလောက်ထိကိုလောက်ကန်ဆောင်ရွက်နိုင်ခဲ့ပြီလဲဆရာ အာကျွန်တော်တို့ရဲ့လောက်ကံမှုပုံဆောင်ကြည့်မယ်ဆိုတော့ကျွန်တော်ပုပ်ပင်းလင်းပြောရင်တော့ဂျာကလာအစီမံမှာပြတ်ထန်းချက်နဲ့အညီတော့တွားနေရတော့ဗောနော်အဲ့တော့လောက်ကံနိုင်မှုစွာကိုကြည့်မယ်ဆိုအော်လိုအပ်ချက်ရကျွန်တော်လုံလိုက်ရအောင်ဆိုတော့စိတ်တူကိုတူလေးနဲ့ကျွန်တော်စခဲ့တဲ့ပုံစံပါအာဒါပေမဲ့ဒီအချိန်မျိုးရောက်လာတော့ကျွန်တော်ကိုကိုကိုလည်းအာအားရတာရှိတယ်တချို့အချိန်ဒီပေါ်မှာမူတည်ပြီးတော့မှလည်းကျွန်တော်လောက်မဲ့ဟာတွေလည်းအများကြီးတွေ့ဟိုတော့တွေ့တာရှိပါတယ်ခင်ဗျာဟုတ်ဒါပေမဲ့အခြေခံပြတော့ဒီတနည်းခွဲမှာကျွန်တော်တို့ထင်ထားတာတဲ့ကျွန်တော်တို့ဂျီလန်းနေ အာလာနိုင်တယ်ဆိုတာအခါတော့ပြောလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ဆရာအဲ့လိုအာလုတ်ကင်ဆောင်ရွက်တဲ့နေရာမှာဘလူဟာမျိုးတွေတော့အဲဆရာတို့အားရကျင်းတဲ့မှုရှိတယ်ဘေဟာတွေတော့ဆရာတို့အတွက်အကန့်အသတ်တွေဖြစ်နေသေးတယ်စိန်ခေါ်မှုတွေရှိတယ်အဲအားနေချက်တွေရှိနေသေးတယ်ပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်း အာပထမကတော့ကျွန်တော်တို့ပြောလို့ရတာကဟိုခဏပြောလို့ဟိုအားရတဲ့ဘိုင်းပေါ်ကြည့်မယ်ဆိုပေါ့နော်ဒါပေမဲ့ဟိုအားရတဲ့ဘိုင်းမှာဆိုစုဖွဲ့မှုကိုကျွန်တော်တို့စိုက်ပြီးတော့မှဒီဟာကိုကျင့်တတ်တယ်လို့ပြောပြောလို့ရတယ်ဒါပေမဲ့ IC စုဖွဲ့မှုကြည့်မယ်ဆိုရင်ခဏပြောလို့ကျွန်တော်တို့ဒီအခုကျွန်တော်တို့ကျွန်တော်ဦးစီးကောင်စီမှာလည်းခဏပြောလို့တက်ဆန်ဟိုလက်နဲ့ကင်ကိုယ်လက်ဒီဟိုရှိနေတယ်နောက်ပြီးတော့မှဒီဒီဘိတ်နောက်ပိုင်းမှာဖြစ်လာတဲ့ကျွန်တော်တို့အင်အားစုတွေပါတယ်ရပ်ဖက်အဖွဲ့အစည်းတွေပါတယ်နောက်ပြီးတော့မှကျွန်တော်တို့ဒီအာကျွန်တော်တို့ IC မှာရှိနေတဲ့ဌာနတွေကြည့်မယ်ဆိုရင်လည်းခဏပြောလို့ဌာနရဲ့ဌာနမှုကြီးတွေဒုဌာနမှုကြီးဆိုတာကကျွန်တော်ခေါ်တာကဟိုဟို IC ရဲ့ဟိုဒီနေ့ပြောပြောရင်တော့ဒါ cabinet တွေပေါ့နော်ဟိုဟိုကျွန်တော်အဖွဲ့ဝင်တွေဖြစ်တယ်ဒီ Toronto မှာလည်းပြောတဲ့အတိုင်းပဲတိုင်းတစ်လေးနဲ့ကိုင်နေပါတယ်ဒီအရက်ဖက်အဖွဲ့စီတွေပါတယ် CDM တွေပါတယ်တတိပညာရှင်တွေပါတယ်အချုပ်ပြီးပြောရင်တော့ optional ရော proportional လူတွေပါဒီ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  IC ကနူးစုစုပေါင်းမှာဒီပြိုင်နဲ့ပါလာချက်ဟာကျွန်တော်ဟိုကောက်မှုတဲ့ ရလာတစ်ခုရတယ်ပေါ့နော်ဟိုအဲ့ဒီဟာကလည်းတိုင်းတားလေးနဲ့ကင်တွေအနေနဲ့အားလုံးကတော့ KSC မှာနိုင်ငံရေးအရကတော့အခုချိန်ထိအားလုံးတရားရကင်တော့ပတ်ဝန်းနိုင်ခြင်းမရှိတော့냐လေဒီအချောကြီးရမ်းများဒီမှာအတူတကွာအာပေါ့ဆန်းညနိုင်ပြီးတော့မှတွားနေတာကလည်းဒါတဲ့ဟို IC ရဲ့အာဟိုကောင်းတယ်ကျွန်တော်တို့အလားလာတစ်ခုအားရတဲ့လာလာတစ်ခုဖြစ်ပါတယ်အခြားတစ်ဖက်မှာကျွန်တော်တို့မှာလည်းဒီစင်ကုန်မှုတွေဟိုဟိုအများကြီးရှိတယ်အထူးသဖြင့်ကျွန်တော်တို့စင်ကုန်မှုကျွန်တော်၃ခါနောက်ကိုကျွန်တော်ကျွန်တော်ပြေးကြည့်လို့ရတယ်အဲ့ဒီစင်ကုန်မှု၃ချက်ကလည်းကျွန်တော် ဟိုကြိုးစားကြော်လွားနေရတဲ့ဟာလည်းဖြစ်တော့အခုလည်းဟိုစင်ခုံမှုတွေကျွန်တော်ဒီအတိုင်းဖြစ်နေဥပမာဖြစ်ဆိုဟိုနံပါတ်1ချက်ကကျွန်တော်တို့ IC စဖွဲ့စည်းတဲ့ချိန်မှာကျွန်တော်ခေါ်တာကကျွန်တော် zero budget နဲ့စတယ်အာကျွန်တော်တို့ငွေကြေးတွေဘာမှမရှိပဲနဲ့ကျွန်တော်တို့ဒါကမဖြစ်မနေလောက်မယ်ဆိုတော့ကျွန်တော်တို့ဟိုစပီးခါတယ်တစ်ချိန်ထက်မှာပဲဒီကျွန်တော်ဒုတိယနေရာကတော့ကျွန်တော် institution ကိုဌာနတွေကိုကျွန်တော်တို့စုဖွဲ့ရတယ်အာဌာနနဲ့စုဖွဲ့ဒီအဓိကအဓိကအကြောင်းရင်းကလည်းလူထုဝန်ဆောင်မှုတွေကိုကျွန်တော်ပြနေဖို့အတွက် လူထုတွေရဲ့ဟိုဟောတော့ကျွန်တော်တို့ဥအိမ်စီစဉ်ကိုကာကွယ်နေဖို့အတွက်ပြားပြောင်းပြီးစုမှုရေးတွေတွန်းတွန်းနေဖို့အတွက်ဒီချိန်ထဲမှာပဲလူမှုစီးပွားရေးကိုကျွန်တော်တို့မြင့်တင်နေဖို့အတွက်ကရန်ကြီးကြီးတယ်။အဲ့တော့ကျွန်တော်ခေါ်တာကဒီ institution မှာ IC ကိုနိုင်ကကုကုထူထောင်နေရတယ်။ budget မရှိဘူး zero budget နဲ့စတယ်။ရရရှာကြတယ်ဖွေကြတယ်ပြီးတော့ဌာနတွေစုဖွဲ့တယ်။အဲ့ဒီဌာနတွေစုဖွဲ့ပြီးတော့မှဒီကျွန်တော်ဝန်ဆောင်မှုတွေကိုစုဖွဲ့မှုကမပြီးသေးဘူး။အခုချိန်ထိဌာနအလုံးကအခုဌာနဆယ်ခုရှိပြီ။ ဆက်တစ်ခုရှိသွားပြီဒါပေမဲ့ဌာနအလုံးကပြည့်ပြည့်စုံတဲ့ရန်ရနဲ့တူလို့မတွားနိုင်ဘူးအာလိုအပ်တဲ့အရေးကြီးတဲ့တချို့ဌာနခွဲလောက်ကိုပဲကျွန်တော်စုဖွဲ့ပြီးတော့မှဝန်ဆောင်ပေးရတယ်အဲအဲ့ဒါဟာက institutional လာတဲ့ကျွန်တော်အခုချိန်ထိကျွန်တော် build လုပ်ရတယ်ဝန်ထမ်းတွေ capacity building တွေဟိုလုပ်နေရတယ်အလုံးပါဝင်နိုင်တဲ့ပုံစံအောင်လဲစဉ်းစားနေရသေးတယ်ဟာကကျွန်တော်ရဲ့ကဲကဲသူဖြစ်တော့ပါတော့နောက်တစ်ချက်ကတော့ဟိုတော်တော်လေးတော့ဟိုအရေးကြီးပါတယ်ကျွန်ကျွန်ကျွန်တော်ခေါ်တာကဒီ အာဟိုကွာလဲစူဖမွန်ပီရီဘယ်နဲ့ဝန်ဆောင်မှုတခါနဲ့ပြင်ရတယ်။ငွေကြေးလာအကန့်နဲ့ရှိတယ်။စူဖမွန်လဲကျွန်တော်တို့တွားနေတော့ပဲနော်။ဝန်ဆောင်မှုလဲကျွန်တော်ရက်လို့မရဘူး။ဌာနတည်းရဲ့တဘောတဘာဝအရာခဏပြောလို့ဆစ်ကျွန်တော်တို့ sporting department ဖြစ်တာ။နော်လူထုဝန်ဆောင်မှုပြင်နေဌာနနဲ့ဖြစ်တော့အဲ့ဒီဌာနတည်းအတွက်ခဏပြောလို့သူတို့ရဲ့ဌာနတည်းဝန်ထမ်းတွေရေးရကိစ္စတွေလုံးလုံးမပြီးခင်မှာပဲလူထုရဲ့ဝန်ဆောင်မှုတွေကိုဒီတိုင်းနဲ့ပြင်ရတဲ့အပေါ်မှာတော့ကျွန်တော်တို့မှာတော့အကြတဲ့အစင်ခုံမှုတွေတော့တော်တော်ရှိတယ်။ဟို ICO တခါကျရင်သူတို့မြင်တဲ့အမြင်က တကယ်ကိုဒီမိုကရေစီတကယ်ကိုဖက်ရယ်ပြည်တော်စုမှာထူထောင်ပြီးတော့မှဟိုအောက်ချုပ်နေတဲ့ပုံစံမျိုးလို့သူပြည်ညင်ကြတယ်။ဒါကျွန်တော်တို့တော်လိုင်းကာလာလို့သူတို့လို့လူထုတယ်မြဲတမ်းပြောရတယ်။တော်လိုင်းခိုင်းတဲ့ဘော်ဒီအပေါင်းဆိုင်ရတယ်ညင်နိုင်ရတယ်။အာနောက်ပြီးတော့မှဒီတိုက်ပွဲတွေကြားမှာကျွန်တော်တို့တွားနေရတယ်နိုင်ငံရေးအာဟိုဆွနေပွဲတွေလည်းကျွန်တော်ကကန်ကန်ဟိုမလုံနိုင်ဒီဝူဆေးရရလည်းတိုက်နေခိုက်နေရတယ်အဲ့တော့ကျွန်တော်တို့ကအစိုးရတဒံဆိုတဲ့တကယ်ကိုအပေါ်မှာအချိန်ကြီးမှာတိဆောက်နေဆိုတာမဟုတ်ဆိုတာလည်းကိုကိုကိုပြန်တော့မြေတာဂယုပြန်ပြောသလို တက်ဆိုင်ရကျွန်တော်တို့လူလူလူထုတွေပြောရတာရှိတယ်။နောက်အခြားတစ်ဖက်မှာကျွန်တော်နိုင်ငံကအခုမှမဟုတ်ပါဘူး။ညပေါင်း90ကျော်နေပါ။ဟိုကျွန်တော်တို့ရ brain mindset ကိုဟိုအာနာရှင်ဆက်ဆက်ကကျွန်တော်တို့ဘူဟိုကနေ data ထုတ်ကန်တဲ့ပုံစံမျိုးနဲ့အမြဲတမ်းဟိုကျွန်တော်တို့ထုတ်ကန်ပြီးတော့မှအောက်ချုပ်ခဲ့တယ်။အဲ့တော့ငါတို့ဘူဟိုရှိမှရမယ်။အမိတ်ပေးလိုက်ငါတို့လုပ်မယ်ဆိုတဲ့စိတ်ထားတွေစိတ်နေတဲ့ဘဝထားတဲ့လူထုတွေမှာရှိနေတော့ပါ။ เนาะကျွန်တော်တို့ဝန်ထမ်းနေကြမှာလည်းရှိတယ်ကျွန်တော်တို့ကိုယ်နဲ့တခါကြာရင်ဟိုအမေပေးလိုက်ကျွန်တော်လောက်လိုက်မယ်ဆိုတာရှိတယ်ဒါပေမဲ့ဒီဟာကအမေပေးမှလောက်တာမဟုတ်ပဲねကိုကိုနီးကိုဟာနဲ့ကိုရဲ့ data နဲ့ကိုက်ညီတဲ့ပုံစံတန်းကိုကျွန်တော်ထူထောင်ကြမယ် bottom up ပေါ့เนาะထူထောင်ကြမယ်အဲ့ဒီပေါ်ချိခိုင်းပြီးတော့မှကျွန်တော်ညင်နိုင်ပေါင်းစပ်ညင်နိုင်ပြီးတော့တွားကြမယ်ဆိုတဲ့ပုံစံကိုစဉ်းစားချက်ဖြစ်တယ်ဥပမာဖြင့်ဌာနမှာကျွန်တော်အ ਨੇ ဆုံးဌာနမှုကြီးတယောက်ရှိတယ်ဒုဌာနမှု1 2 3 4အထိရှိတယ်5ယောက်ရှိတယ်အဲ့တော့ decision making ဌာနတစ်ခုမှာချမယ်ဆိုရင်ကျွန်တော်တို့ကခုနပြောလို့အမေမေဆန္ဒနဲ့ အများစုကိုအနိုင်ရစေဆိုတော့မှ action ကိုပေါ်တာမဟုတ်ဘူး collective leadership ဆိုတဲ့ပုံစံမျိုးနဲ့ဖြစ်တာကျွန်တော်ဦးစီးကောင်စီမှာခုနောက်ခုနှစ်ဦးရှိရမယ်ဒါပေမဲ့အခုချိန်မှာကတော့6ဦးတော့ကျွန်တော်တို့ရှိနေပြီဒီ6ဦးကြားမှာကျွန်တော်တို့ဆွေးနွေးတဲ့ချိန်မှာဘယ်တော့အခါမှမဲနဲ့ဆုံးဖြတ်ချက်ချတာမဟုတ်ဘူးမတူညီမတူညီတဲ့ background နဲ့လာတဲ့သူတွေကနေဒီအကြောင်းအရာကိစ္စပေါ်မှာပြည်내ရဲ့အရေးအကိစ္စပေါ်ဆွေးနွေးတိုင်ပင်ပြီးတော့မှဖလှယ်ကြတယ်နောက်ဆိုအကောင်းဆုံးအဖြေတစ်ခုကိုကျွန်တော်ထုတ်ကြတယ်တချို့ကိစ္စတွေမှာကတော့အားလုံးသဘောတူနေချင်းတူနေမယ်ဒါပေမဲ့လည်း ဂန်တစ်ခုကိုတွားလိုက်တယ်တွားလိုက်ရအောင်ပြီးမှမားမယ်ဆိုရင် loss ရှိပြင်ရအောင်ဆိုတော့ဒီ mindset တွေနဲ့ကျွန်တော်တွားတဲ့ပုံစံဆိုအဲ့တော့ collective leadership ဖြစ်တဲ့ one decision မဟုတ်ဘူးဆိုတာလေအဲ့ဒီ process တွားတော့တချို့ကိစ္စတွေမှာကကြံ့ကြာတယ်တချို့ကိစ္စတွေမှာက plan တော့မရှိလို့ပြောနိုင်တယ်တချို့တချို့တချို့ကိစ္စတွေမှာကျွန်တော်ပြောတော့လို့ဟိုအမိတ်တွေကိုကျွန်တော်တို့ကဟိုချပြီးတော့မှလှုပ်ဆိုပြီးတော့မှမပြေးနိုင်တဲ့အတွက်ကြောင့်မို့တချို့လုပ်ငန်းတွေမှာကြံ့ကြာမှုတွေအမလို့အမရမှုတွေ အညနဲ့အချေယူမှုမှုတွေကတချို့မြေပြင်လွှတ်ချက်တွေကိုကျွန်တော်ကအချိန်ပြည့်ဗောအချိန်မီကျွန်တော်တို့ဟိုမဖြစ်စည်းပြနေတာလည်းရှိတော့ဗောနော်ဒါကတော့ကျွန်တော်တို့ရဲ့စင်ကုန်မှုခက်ခက်ဖြစ်တာနောက်တစ်ခုက budget ပါအရှင်းပြောရတော့ budget ကကျွန်တော်တို့ကဟိုဒီပြည်နယ်မှာကလည်းအလုံးသိရတာပဲကီနီကပြည်ပြည်နယ်ရင်းနဲ့ပြည်ပြည်နယ်သိရတော့ကီနီကဟိုဘာမှတူတူဆန်းဆန်းရှိတဲ့ပြည်နယ်မဟုတ်ဘူးလေနော်အာဂုံတွင်းပိတ်ပြည်နယ်လည်းဖြစ်တယ်နောက်လူဦးရေလည်းနည်းတယ်ကျွန်တော်ပုံမှန်ဖြစ်တော့လူတွေကကိုတူကိုတက်ဆက်ပြူရင်းနဲ့ ဟိုအရင်ခဲ့ကြတော့ဒါကြီးလည်းအခွန်ခါးတဲ့ကိစ္စတွေမျိုးရှိနေတယ်ချမ်းတန်းတို့လည်းမရှိတော့တော်တော်လေးရောတော့ပြည်နယ်ရဲ့လူအကြီးရဲ့ဟိုထဲဝက်ကြော်ကလည်းစီပေးဆောင်နေရတော့လူမှုစီးပွားရေးကလည်းတိတ်ကောင်းတာမဟုတ်တော့တော်တော်လေးတော့အကြိုက်ရိုက်ပါတယ်ဒါလည်းကျွန်တော်အားလုံးရဲ့ခက်ခဲလေးပေါ့ဟုတ်ပါတယ်ဟုတ်ကဲ့ဆရာအဲ့တော့ဆရာတို့ ဒီဖွဲ့စည်းထားတဲ့ဌာနတွေမှာဒေအဖွဲ့တွေကတော့အာခေါင်ဒေအဖွဲ့တွေကတော့အကန့်အသတ်အခက်ခဲနဲ့စိန်ခေါ်မှုတွေအဲရှိတယ်ကိုကိုလည်းအာလှုပ်ချစ်ပေမဲ့စိတ်သွားတိုင်းကိုမပါတဲ့အခြေအနေရှိတယ်အဲ့ဒါတွေကအမျှအောင်ဘလို့ဂိုင်တွေဆောင်ရွက်နေနေကြအာတေချာနာတို့ခုကတော့ဌာနအားလုံးမှာသူရဲ့ဟိုအတာချအနေဆက်တွေရှိတယ်တော့ကျွန်တော်တို့ကတော့ဟိုဟိုဟိုဒီဟာကိုဟိုလက်ခံထားတော့ပေါ့နော်ကျွန်တော်စီမှာလက်ရှိအချိန်ထိကကျွန်တော်ဝန်တန်းရရနဲ့ပတ်သက်ပြီးတော့မှဝန်တန်းရဥပဒေရှိတယ် အဲ့တော့အဲ့ဒီဥပဒေမရှိတာဒါရှိလို့လည်းအချင်းကြီးရတတော်လေးခက်ခဲတဲ့အချင်းကြီးဖြစ်တယ်အဲ့တော့ဘာလဲဆိုတော့တချို့ဌာနတွေကမြေပြင်နဲ့အနိစဆုံးနောက်ပြီးတော့ဌာနမှုကြီးတွေဒုဌာနမှုကြီးတွေနောက်ပြီးတော့မှသူရဲ့ဒီဒီမဟာဗျူဟာပုံမှန်တန်ပြီးတော့မှတုံ့တက်နိုင်ပြီးတော့တွားနိုင်တဲ့ဌာနတွေရှိတယ်လို့တချို့ဌာနတွေမှာခဏပြောလို့အားလုံးကဌာနမှုကြီးတွေနောက်ပြီးတော့ဒုဌာနမှုတွေဖြစ်စေပေါ့နော်ထင်းတစ်ထင်းလုံးကခဏပြောလို့ဟိုလက်ရှိမြေပြင်နေနဲ့ကျွန်တော်အရန်ကိုခိုက်ခဲတဲ့ အော်ပုံစံတစ်ခုနဲ့တွားနေတာရှိတယ်ဥပဒေကျွန်တော်တို့ကျွန်တော်ခေါ်တဲ့ဟိုဟို TITC ဟာမျိုးပါလေကုန်တွေရင်းနှီးမြှုပ်နှံမှုနဲ့ကျွန်တော်တို့ဒီအော်ဟိုပုံစံဆက်သွယ်တဲ့ဌာနဟာမျိုးဆိုကျွန်တော်ကအရှောင်းကိုကြီးတဲ့ဌာနဖြစ်တယ်ဟုတ်ကဲ့ပြီးတော့မှဒီဟာကတခါကျရင် trade လို့ပြောရင်ရင်းနှီးမြှုပ်နှံမှုလို့ပြောရင်ကျွန်တော်ကခက်ခဲရှိတယ်ကျွန်တော်ဘဒူနဲ့ကုန်တွေမှုလုပ်မယ်ပေါ့ကျွန်တော်လက်ရှိအချိန်ဒီမှာဘဒူနဲ့မှကုန်ကုန်တွေမှုတင်ဝင်လို့လုပ်မရဘူးဒါပေမဲ့ဒီဟာတို့သူတို့စဉ်းစားရတာဟာရှိတယ်အဲ့တော့စဉ်းစားတိုင်းကျွန်တော်တို့ကလှုပ်လို့မရတာရှိတယ် နောက်ယူနီမြန်နာမျိုးလို့ရအောင်ကျွန်တော်ကဘ누구ကိုကျွန်တော်တို့ဖိတ်ခေါ်နိုင်မလဲဒီလက်ရှိတော်လိုင်းရဲ့ကာလအချိန်ကြီးမတီးမငြိမ်တဲ့အချိန်ကြီးမှာနိုင်ငံတကာကိုလည်းကျွန်တော်တို့ကတည်ဝင်ဆိုးရနေတဲ့ဘ누구မှာလက်လက်မခံတဲ့အချိန်မှာစီဝိုက်တမတယောက်နေနဲ့ကျွန်တော်အထန်နိုင်ငံတကာစီဝိုက်တမတယောက်ကကျွန်တော်တို့ပြင်နေမှာလိုက်ပြီးတော့မှယူနီမြန်တို့ဘယ်လို့ရေးမလဲဒီဟာဒီကအခက်ခဲတွေဖြစ်တယ်ကျွန်တော်တို့ကိုယ်နဲ့အားနေချက်တွေရှိတယ်တချင်တော့ခဏပြောလို့ပဲကျွန်တော်တို့ကိုယ်နဲ့ကအယမ်းကိုရည်ဒီဒီစီဝိုက်နဲ့ပတ်သက်ပြီးတော့တွန်းတူနေတဲ့လူမျိုးတွေမဟုတ်ကြတော့ပါနဲ့ နောက်ပြီးတော့မှလက်ရှိဖြစ်ထွန်းနေတဲ့စီးရဲချင်းတွေနဲ့မတင်အာလုံးကိုကျွန်တော်တို့ကမလောင်းချုံနိုင်တဲ့လိုချင်ကိစ္စတွေရှိတယ်။နောက်ပြီးတော့မှဟိုနိုင်ငံတကာကိုကျွန်တော်ဖိတ်ခေါ်နိုင်ရလောက်အောင်ကျွန်တော်တို့ရဲ့ market လည်းမရှိတာလည်းပါတယ်။နောက်ပြီးတော့မှကျွန်တော်တို့ခဏပြောလို့အာကျွန်တော်တို့ရဲ့ဒီဒီဒီထောက်ကွန်တွင်းရောကိစ္စတွေအားလည်းပြည်ဝင်မဖြစ်နေတဲ့ဟာခက်ခဲနေရှိတယ်ပေါ့။အခြားနောက်တစ်ခုကတော့ကျွန်တော်ပြည်တယ်ဆိုတာပြည်တယ်ဌာနအရန်ကြီးတယ်။လဝကလည်းရှိတယ်ပြည်တို့အောက်ချော်ရေးလည်းရှိတယ်။နောက်ပြီးတော့မှဒီ defect ပြည်တို့အာဟိုဟိုဟို W ဆူမိုရေးဌာနတွေဟိုခွဲတွေရှိတယ်။ အဲ့ဒီဟာတွေကခဏလူဦးရေကယာနဲ့ချီနေကျွန်တော်တို့ခအားနဲ့ဟာဌာနတွေရှိတယ်ဟုတ်ကဲ့အဲ့တော့အဲ့ဒီဌာနတစ်ခုချင်းစီရဲ့အလုံငန်းကလည်းအရင်ကြီးကြည့်တယ်ဥပမာလဝကကျွန်တော်ကြည့်အောင်လဝကကကျွန်တော်တို့ပြည်နယ်ရဲ့အခေယာနောက်ပိုင်းကျလာတယ်ကျွန်တော်တို့ပြည်နယ်ပြပကနေဝင်လာတဲ့သူဖြစ်စေကျွန်တော်ပြည်နယ်ကနေအခြားနိုင်ငံကိုကူးရဖြစ်စေကူးလို့ဆက်တာအခြားနိုင်ငံကိုကိုယ့်ပြည်နယ်ထဲဝင်လာလို့ဖြစ်စေစီးပွားရေးရလောက်ဝင်လာတာလားမဟုတ်လေဟိုအလေအပတ်လားမဟုတ်လေဒီဒီကျွန်တော်တို့ခဏပြောလို့ရိုးရိုးကုန်ပြီးစီးပွားလာအဲ့အဲ့ဒီအဟာကိုကျွန်တော်ကဟိုစစ်စစ်နိုင်တယ် အဲ့ဒီအဲ့ဒီဟာနဲ့တူပါလဲဆိုတော့ကျွန်တော်စိုးကျိုးတွေလည်းပါလာတယ်အဲ့ဒါတော့ကျွန်တော်တို့ကျွန်တော်တို့ကိုနိုင်ကလည်းဟိုတက်မလို့ရတော့အောင်လဲခဏပြောလို့ထိုင်းအစိုးရနဲ့လည်းကျွန်တော်ဘာမှလုပ်လို့မရဘူး။ဒါကျွန်တော်တို့ပြည်နယ်သားဒီ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 ပြည်နယ်သားမှာအခြားအခြားပြည်နယ်မှာအထောက်တော့ဟိုရှမ်းပြည်နယ်နဲ့ဆက်စပ်တဲ့နေရာမျိုးကျွန်တော်ဘာမှလုပ်လို့မရဘူး။တော်တော်လေးကိုတစ်ဖက်တက်လို့ရတော့ပေါ့နော်။ဟိုကရင်ပြည်နယ်နဲ့ဟိုဆက်စပ်တဲ့တချို့ဒီနေရာမှာကတော့အနည်းဆုံးတော့ကျွန်တော်နားလည်မှုတွေကျွန်တော်ယူပြီးတော့မှစတင်စီလောက်တာရှိတယ်။ ဟိုအဲ့ဒီအဲ့ဒီဟာလေးတွေကကျွန်တော်တို့ရဟိုကျွန်တော်တို့ကိုနိုင်ကလည်းနီးဥတွေတွေကိစ္စတခက်ခဲတွေရှိတယ်။ဥပဒေကြောင်းရလည်းကျွန်တော်အကန့်တန့်တွေရှိတယ်။နောက်တော့လူအရင်းမြစ်အကန့်တန့်တွေရှိတယ်။ငွေကြီးရောနောက်ပြီးတော့မှဒီကိစ္စနိုင်ငံကြီးအခြေအနေပကတိစီးရဲနိုင်ငံအခြေအနေကကျွန်တော်လောက်လာခဲ့။အဲ့ဒီဟာတွေကကျွန်တော်တို့ရ capacity ကိုလည်းကျစေတယ်။ကျွန်တော်လှုပ်ချင်တဲ့လှုပ်လို့မရတဲ့ဟာတွေကလည်းကျွန်တော်ကြုံတွေ့ရတာရှိပါတယ်။ဟုတ်ဟုတ်ကဲ့ဆရာ PD ဌာနနဲ့ပတ်သက်ပြီးတော့ဆရာပြောရဲအဲလှုပ်ဆောင်ရတာအားကြီးတယ်ဆိုတော့အဲ့အဲ့မှာကြတော့ဆရာတို့အနေနဲ့ အခက်ခဲတွေကအဓိကဘလူဟာမျိုးတွေကအခက်အခဲဖြစ်စေရလဲဆရာနံပါတ်၁ချက်ကတော့လူရအရင်းကြီးဖြစ်ပါတယ်ပြီးဆိုအခုချိန်မှာကျွန်တော်တို့ကပြင်နေရဲ့ဒီဇိုင်းအစ်တစ်ကိုထွင်ကြတယ်ကျွန်တော်ခေါ်တော့ဗောကျွန်တော် model တစ်ခုကိုကျွန်တော်တို့ကြိုးစားတော့မှဟိုဒီ border out fair result ကျွန်တော်ကြိုးစားပြီးတော့ထွက်ထောင်နေတယ်အဲ့ဒီဒီဇိုင်းကလူတွေအားလုံးဟိုလက်ခံနိုင်တဲ့အခြေအနေမှာအကန့်တတ်ရှိနေတယ်ဖြစ်တယ် ကျွန်တော်ကအတခြားတိုင်းပြည်နယ်လည်းညရတာရှိတယ်ကိုပြည်နယ်မကားရီဘောနော်တချို့ရှိနေရင်ကျွန်တော်တို့ဒီဒီပြည်နယ်ဟိုနေဇာနယ်ဟိုညနေရတာရှိတယ်တချို့ကလည်းစင်ပြတာရှိတယ်တချို့ကလည်းစင်စင်ပြတာရှိတယ်အဲ့တော့ဘာလဲဆိုတော့ကျွန်တော်တို့ကြက်ကြဲပြီးတာမဟုတ်ဘူးဆိုတဲ့အတိတ်ဖြစ်တယ်အဲ့ဒါဒုတိယချက်ဖြစ်တယ်ဟိုနံပါတ်၃ချက်တော့ကျွန်တော်တို့ဒီအာနိပညာနဲ့ငွေကြေးဆိုင်ရပါ ကျွန်တော်မှာခဏပြောလို့ဒီပြည်ရေးကိစ္စဖြစ်စေလွန်ချွန်ရေးကိစ္စ audit ဟိုကျွန်တော်တို့ဒီလဝကတွေဟိုကိစ္စတွေဖြစ်စေနောက်ပြီးတော့မှကျွန်တော်တို့ဒီဖက်ဟိုပြည်သူအကျွန်တော်တောက်တောက်တွေစုံဝင်နေပတ်တဲ့ရေးကိစ္စတွေဖြစ်စေကျွန်တော်တို့အခုဟို democratic policing ကိုကျွန်တော်အခအခုမှစပြီးတော့အတဲတန်ကျင့်နေရတာဒီချိန်ထက်မှာပဲဒီရဲတွေကလည်းပြောက်တွေစုံဝင်ရေးမှာခဏပြောလို့ဟိုဖန်ဆီးရတာလည်းရှိတယ်အမှုတွေကိုကျွန်တော်တို့စစ်ဆေးတာရှိတယ်ပြီးတော့မှကျွန်တော်တို့ဒီဖက်ချာအကျွန်တော်တို့ဒီဌာနမှာရှိနေတဲ့ကျွန်တော်တို့ department of justice နဲ့ညှိနှိုင်းပြီးတော့မှ ကျွန်တော်တို့ဒီအမုတ်ခင်းကိုကျွန်တော်တို့ဟိုဟိုဟိုဖောင်နေလောက်ရတာရှိတယ်ပြီးမှကျွန်တော် case id လောက်ခေါ်တဲ့ kini pin နဲ့ kini pin အာကျွန်တော် jack ala တရားရေးမှန်တိုင်းကိုလည်းကျွန်တော်အဲ့ဒါတင်တွေးရတာရှိတယ်အဲ့တော့ကျွန်တော်တို့ထက်ချက်မပြီးဘူးဆိုတာဒီပဲခဏခဏပြောလို့လိုပဲကျွန်တော်ဂျားမှာလည်းနီးပညာရခက်ခဲနေရှိနေတော့ဖြစ်တယ်နောက်ဆုံးတော့ရှင်းသွားတယ်ငွေကြီးအဲ့ဒါခက်ခဲရှိတယ်ကျွန်တော်မှာလိုအပ်ချက်တွေများတဲ့ချိန်မှာဝန်ထမ်းတူချင်းစီရဲ့ capacity ကိုညံ့တာမြင့်တာလည်းခက်ခဲရှိတယ်လူအတက်ကိုလည်းမွေးထုတ်ရတယ်နောက်ပြီးတော့မှခဏပြောလို့သူတို့တွေတီး နေတူကစားဖို့တောက်ဖို့နေဖို့ထိုင်ဖို့ကလည်းအမှန်ကန်ချက်ပေးနေရတယ်အဲလုံချုံရေးပိုင်းကြတော့ဒီမှာရှိတဲ့လက်နက်ကိုင်အစုဖွဲ့တွေနဲ့ကြတော့ဆရာတို့ဘယ်လိုပြပေါင်းဆောင်ရွက်ပြီးတော့မှလုံချုံရေးကိုတာဝန်ယူလုပ်ဆောင်နေရလဲဆရာဟုတ်ကဲ့ပါဒီပိုင်းကကျွန်တော်တို့နိုင်ငံရေးအရာ KSC ရဲ့ rule တစ်ခုရှိတယ်ဒါတော့နိုင်ငံရေးအရာအတူတကွဒီပြည်နယ်ကို ဟိုကျွန်တော်တွားဖို့အတွက်ဟိုကြည့်နေတော့ကျွန်တော်ပြည်နယ်မှာကတော့တချို့တိုင်းသားလက်နက်ကင်တွေဖွင့်နေဖွဲ့ကတော့ဆက်ပြီးတော့မှကျွန်တော်အာကျွန်တော်ဘလိုဟိုဟိုဟိုဘာမှတော့ game မလုပ်ဘူးဒါပေမဲ့ကျွန်တော်ကျွန်တော်တို့ဒီ KSC မှာကတော့အခုချိန်ထိကတော့ဟိုဟိုတင်ပြစ်ချက်ပြစ်တော့မပါသေးတဲ့တချို့နိုင်ငံရေးအော်တချို့ဒီနိုင်ငံရေးအင်အားစုတွေရောတိုင်းသားလက်နက်ကင်နောက်ပြီးတော့တချို့နောက်ပိုင်းမှာရှိတဲ့ဟိုလက်နက်ကင်တွေရှိပါသေးတယ်ဒါပေမဲ့အဲ့ဒီဟာတစ်ပိုင်းအခြားတစ်ဖက်မှာကျွန်တော် IC မှာကတော့ကျွန်တော်ခုနပြောတဲ့ဒီဒီ article 44ရရပါတော့ ကျွန်တော်ရှိရှင်းဆွဲတိုင်းတာလေးနဲ့ကြိုင်နေဟိုကျွန်တော်ပေါ့စနေနေပဲအချိုးလို့မယ်ဆိုတော့ဟာကတော့ကျွန်တော်တွိုင်းနေကျွန်တော် frame ပေါ့နော်အဲ့တော့ဒီနေရာမှာကတော့ကျွန်တော်တို့ဟိုဟိုတပ်ပိုင်းဆရာကြည့်မှဆိုဒီဟာနဲ့ကျွန်တော်အခြေခံစဉ်းစားတယ်တပ်ပိုင်းဆရာဆိုမယ်လေနိုင်ငံကြီးအရာနိုင်ငံကြီးရဲ့ decision လို့ရတယ်အဲ့တခြားတစ်ဖက်မှာ IC ကဒီ executive body ဖြစ်တဲ့အားအလို့ဆိုတာအတတ်နိုင်ဆုံးကတော့ကျွန်တော်တို့တပ်ပိုင်းဆရာနဲ့ကျွန်တော်ညှိနှိုင်းပြီးတော့မှအချိုးရေးစီမှာတော့အဲ့တော့ကျွန်တော်တို့ခဏပြောလို့ပဲတခိုင်ကြရကျွန်တော်တို့စဉ်းစားမှ different line တွေရှိတယ်ပေါ့နော် different ဒီ effect ကွေးနဲ့ဒီ အာကျွန်တော်လုံချုံရေးကိစ္စရာတပိုင်းကကျွန်တော်အခုကျွန်တော်ကြည့်နေမှာအဓိကတာကျွန်တော်ဒီဖက် KE ရို KNF တို့ကျွန်တော်ဒီ KNPLF တို့တို့ချို့နော်ကျွန်တော် ER တို့ဖွင့်နေဖွဲ့ရနော်ဒီမှာရှိနေတဲ့ local PDF also ဒီပေါ့နော်အဲ့ဒီမှာကြားမှာတော့ကျွန်တော်အတက်နိုင်ဆုံးဒီ defense line ကိုကျွန်တော်ကတော့ညှိနှိုင်းတာရှိတယ်အဲ့တော့အခုနောက်ပိုင်းမှာကတော့ဒီ2024ရဲ့ဒီဒီဇင်ဘာလထဲမှာတော့ကျွန်တော်တပ်ပေါင်းစုံတပ်ပေါင်းစုကိုကျွန်တော်ဟိုကျွန်တော်ဟိုဆက်ပြီးတော့စုဖွဲ့နိုင်တယ် အာတပတ်ဆိုစီအိုစီးပေါ့နော်အဲ့ဒါကိုကျွန်တော်စုဖွဲ့နိုင်ခဲ့တယ်တိုင်တာလေးနဲ့ကင်ဒီပါတယ်နောက်ပြီးတော့မှဒီနောက်ပိုင်းမှာဖြစ်လာတဲ့ကျွန်တော် PDF တွေကင်ဒီပြလဲဒီဒီထဲမှာကျွန်တော်စုဖွဲ့မှုရှိတယ်ဟုတ်ကဲ့ဆရာဆရာရှိမှလည်းပြောပြသွားပါတယ်ဒီပြည်သူတွေညှော်လင့်ထားတဲ့အဲဟို IC ကိုပုံဖော်ထားတဲ့အဲသူတို့ညှော်လင့်ချက်ရေအဲနောက်ပြီးတော့ဟို CS တွေပေါ့နော်အဲ့အဖွဲ့အစည်းတွေကလည်းအဲဝေဖန်ထောက်ပြတွေကတော့ရှိတာပေါ့နော်ဆိုတော့အဲအဲ့ကြားထဲမှာအ အဲမီဒီယာနဲ့ပတ်သက်ပြီးတော့လေဒီ24 2024ခုနှစ်မှာဆရာတို့ထုတ်လိုက်တဲ့ statement ကြောင့်မီဒီယာလောကမှာလှုပ်လှုပ်ခက်ခက်ဖြစ်သွားတာလည်းရှိရေဆရာအဲ့ဒါဘလို့အခြေအနေကြောင့်အဲ့ဒီ statement ကိုထုတ်ပြစ်သွားတာလဲဆရာအမတော့အဲ့ဒီ statement ကိုထုတ်တာကလည်းအဲ့ဒီကာလာကလည်းကျွန်တော်ဒီတိလလုံးဟိုကာလာနဲ့ခွတိတတ်ကြတော့ပေါ့နော်ကျွန်တော်ပြည်နယ်မှာဆိုရင်အာနိုဘလာဆို7ရက်နေ့ကနေအော်ဟိုလက်ကောမြို့နော် area ကိုစိုက်ပြီးတော့မတက်ပွဲစင်းတဲ့ကာလာပေါ့နော်အဲ့ဒီကာလာအလွန်လေးနားမှာကျွန်တော်ဟိုအဲ့ဒီကာလာမှာကျွန်တော်ဘာတွေ့လဲဆိုတော့ မီဒီယာအယမ်းအယမ်းကိုကျွန်တော်တို့လာကြတယ်ဟိုပြောကြတယ်ဆိုကြတယ်ဗီဒီယိုတွေတင်ကြတယ်ကလစ်တွေဟိုပို့ပို့ကြတယ်ပေါ့နော်နောက်ပြီးတော့မတက်ပွဲရှေ့တန်းအထိဟိုတွားခဲ့တာရှိတယ်အဲ့ဒီမှာလည်းကျွန်တော်တို့ဒီတပ်ပိုင်းဆိုင်ရာမှာလည်းနည်းနည်းလေးအခက်အခဲတွေရှိတယ်ဆိုတော့လည်းကျွန်တော်ကြားရတယ်အာကျွန်တော်တို့ကိုယ်နိုင်ရလက်တွားကြည့်ထုတ်လာတွေဟိုဌာနလိုက်ပေါ့နော်တွားရတော့ကုညီတာရှိတယ်အဲ့ဒီအချက်လက်တွေက ဟိုကျွန်တော်တို့အတက်နဲ့ဆုံးရှစ်တန်းမှာရောက်လို့ချင်ပါဟိုဟိုချက်ချင်းမတင်သေးပါနဲ့ဆိုတာဟာပါတက်နဲ့ဆုံးပြောကြတယ်ဆိုကြတပတ်ဆိုင်လည်းပြောတယ်ကျွန်တော်ဟို IC ရတချို့ကျွန်တော်တို့ဒီတက်ဆိုင်ဌာနလည်းဟိုစူးစမ်းပြီးတော့ပြောကြတယ်ဒါပေမဲ့အာဟိုထိုင်းလို့မရအောင်အဲ့ဒါတခုအဲ့တော့အဲ့ဒီဟာကတက်ပတ်ဆိုင်ကသူတို့လည်းခဏပြောလို့ဒီဟိုတချို့ကတော့ကဆလေးတွေကလည်းမြင်ပြမှာဖြစ်တာလည်းကျွန်တော်တွေ့ရတယ်အာ IC နေနဲ့လည်းပြန်စမ်းစမ်းကြည့်တော့လည်းအာတချို့ကိစ္စတွေကမီဒီယာမီဒီယာကစတုထမ်းမှန်တဲ့အနေနဲ့ကျွန်တော် ဟို IC ကဘယ်လိုပဲပြောပြောတင်ဝင်မကြွန်ညာနေတဲ့အောင်ဒါကအရန်ရေးကြည့်တယ်မာနယ်တခုနဲ့ကျွန်တော်တက်မှတ်ပေးတာဖြစ်တယ်အဲ့ဒီပုံမှာကျွန်တော်တစုံတရာတော့ကျွန်တော်တို့အာဟိုဆွေးနွေးတက်ပြီးတော့မှဟို frame တခုတင်ကောင်းမလားဆိုတဲ့စဉ်းစားချက်ရှိတယ်ကျွန်တော်တို့စာထုတ်လိုက်တယ်ဒါပေမဲ့အဲ့ဒီဟာကကျွန်တော်တို့ရဲ့အားနည်းချက်တခုကတော့ပါလဲဆိုတော့ဒီစစ်ပူကလာတဲ့ဖြစ်တဲ့အတွက်ကြောင့်မို့အရင်ဆိုလို့နည်းနည်းလေးတော့စာနာလောပါတယ်တချို့အတုံးနှုံးတွေနည်းနည်းလေးအတွေ့အဝက်တွေမြန်မာစကလုံးအနေထားတွေအားနည်းချက်ရှိတယ်ဆိုတော့ကျွန်တော်လက်ခံတယ် ါတော့ဒါပေမဲ့ကျွန်တော်ရဲ့ရွေချက်ကတော့ဖိနေဖို့မဟုတ်ဘူးထွန့်ချက်ဖို့မဟုတ်ဘူးကျွန်တော်တို့ discipline ဆောင်ကိစ္စတွေနောက်ပြီးတော့မှတပ်ပိုင်းဆိုင်ရာဒီဒီတည်င်းတွေကိုအတတ်နိုင်ဆုံးကျွန်တော်တို့စစ်စစ်ပြီးတော့မှအတတ်နိုင်ဆုံးကျွန်တော်တို့အခုနပြောလို့ဟိုကျွန်တော်တို့ကာနိုင်ဖို့အတွက်ပဲဖြစ်တော့ဗောနအဓိကတော့ကျွန်တော်ပြင်နေနောက်ပြီးတော့ဒီဒီ online ရေးကပို့ပြီးတော့မှခြေတန်းလို့လုံနေကျွန်တော်တို့လိုအပ်တဲ့အချိန်မှာလိုအပ်တဲ့ information တွေကျွန်တော်ထုတ်နိုင်အောင်နောက်ပြီးတော့မှကျွန်တော်မလိုလားအပ်တဲ့ခုနပြောလို့ဒီ online ကိစ္စတွေ ဒါပေမဲ့တခြားလူကတော့အတက်နိုင်ဆုံးကျွန်တော်တို့မီဒီယာတွေနဲ့ကျွန်တော်တို့ကဒီဟာကိုကျွန်တော်တို့ဟိုပြောနိုင်စုနိုင်မယ်ဟိုဟိုတစုံကြာကိုကျွန်တော်တို့ကဟန့်ထားနိုင်မယ်ဆိုရင်တပ်ပိုင်းဆိုင်ရာဖြစ်စီလူမှုစီးပွားဖြစ်စီအချို့လောကထဲမှာပို့ပြီးတော့မအားကောင်းမလားဆိုတဲ့စဉ်းစားဖြစ်နေအာထွက်တာအထွက်လိုက်တာလည်းဖြစ်ပါတယ်ဟုတ်ဟုတ်ကဲ့ဆရာအဲ့လိုဆိုတော့အခုအဲဒီမီဒီယာနဲ့ပတ်သက်ပြီးတော့ policy ရောဆရာတို့ဘယ်လိုချမှတ်ထားလဲရှင်အာကျွန်တော်တို့2024မှာပဲကျွန်တော်ပြန်ပြီးတော့မှာပေါ့နော်ဒီစကားပြန် ပြန်ပြောဖြစ်တော့ဗောနော်အာကျွန်တော်ဒီအခြေအနေကိုလည်းအာကျွန်တော်တို့နားလည်တယ်နောက်သူတို့ကလည်းဒီဒီလွတ်လာတဲ့ကောင်စီကလည်းတရင်ဟိုကောင်စီကလည်းဟိုအခြေအနေကိုလည်းသူတို့ကျွန်တော်တို့စကားပြောတာရှိတယ်ကျွန်တော်တို့နေ့ရှိဟိုရှိစနော့ဆင်ဟို KNU ကလည်းဒီ statement ထုတ်လေနော်ပြီးတော့သူတို့လည်း KNU နဲ့စကားပြောပြီးတော့မှအာဟိုကျွန်တော်တို့ move forward ဗောနော်အရှိကိုတွားနိုင်တဲ့ခြေလာနေစဉ်းစားခဲ့ကြတယ်ကျွန်တော်တို့လည်းအဲ့လိုစဉ်းစားခဲ့တယ်အဲကြောင့်မို့ကျွန်တော်တို့ရဲ့ဒီ ဒီဒီကျွန်တော်ကျွန်တော်ဆီမှာနော်ကော်မတီတစ်ခုချစ်တယ်အော်ဘီဒူရေးရနဲ့အော်ဘီဒူဆက်ဆိုင်ရင်းနဲ့တည်င်းဟောနော်ဟို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 ကျွန်တော်တို့ကော်မတီတစ်ခုတော့ရှိတယ်အဲ့တော့ဒီဟာဘာလဲဆိုတော့အတက်နိုင်ဆုံးတည်င်းဌာနတွေနဲ့ပတ်သက်ပြီးတော့မှဘီဒူဝါဘီဒူဝါလာချင်းဘီဒူဝင်လဲဟိုဘာကိစ္စနဲ့လဲပေါ့နော်ပြီးတော့ဒါကလုံချွန်ကိစ္စလဲကျွန်တော်တို့ထက်တွင်းစဉ်းစားတယ်လုံချွန်ဆိုတာကကျွန်တော်တို့ IC တစ်ခုမကအောင်ဘီဒူလူတစ်ခုမကအောင်တပ်ပတ်ဝင်နေရှိတယ်ဆိုတော့သူတို့က အာဒီ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 လူနဲ့ဒီတက်တက်ဖွဲ့ဝင်နဲ့စကားပြောဟာတာပြောပြီဒါပေမဲ့ဟောမဟုတ်ကျွန်တော်တို့ပြန်စစ်စစ်မတောင်းဝင်ရှိတယ်ကျွန်တော်တို့ကပြည်နယ်ထက်ကိုဝင်ခွင့်ပေးပြီဆိုရင်တက်ဆိုင်ရာတလိုင်းအင်အားစုကနေတကယ်တိထားပြီလားဒီတည်င်းစာသမားတွေနဲ့မော်ဒီဒီဒီတည်င်းထောင်နဲ့ချစ်ဆက်ရှိထားပြီလားဆိုတာကိုပြန်စစ်စစ်မတောင်းဝင်ကျွန်တော်ရှိလာတယ်အဲ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 ့ဒီထားချစ်ခံပြီးတော့ကျွန်တော်ဒီ complete တွေဖွဲ့တာရှိတယ်ပြီးတော့မှကျွန်တော်တို့ခဏပြောလို့ဟိုလွတ်လာတဲ့ဟိုဒီတည်င်းကောင်စီနဲ့ကျွန်တော်ပြန်ပြီးတော့စကားပြောပြီးတော့မှအာ joint statement ကိုပြန်ထုတ်ပြီးတော့မှပြည်နယ်ရဲ့ဒီဒီတည်င်းလွတ်လပ်မှုကိုအမှတ်ခံတယ် အာနောက်ပြီးတော့မှဒီပြဿနာတွေဖြစ်လာရင်ဒီအတူတကွာပေါင်းပေါင်းပြီးတော့မှကျွန်တော်အဖြေစာကြမယ်နောက်ပြီးတော့မှလိုအပ်တဲ့ဒီတင်းမီတာပတ်တဲ့ခဏပြောလို့အတိတ်ကိစ္စတွေဖြစ်စေနောက်တချို့ကျွန်တော်တို့ဒီအာဟိုပညာရပိုင်းဆိုင်ရာဖြစ်စေအတူတကွာပေါင်းဆက်ပြီးတော့မှဟိုကျွန်တော်တို့ရအမီမီဒီအကောင့်တွဲလို့ကြမယ်ဆိုပြီးတော့မှ statement တွေကျွန်တော်ထုတ်တာရှိပါတယ်ဟုတ်ဒီဒီဟာလည်းဒီတိုင်းကိုကျွန်တော်တွားနေတာရှိပါခင်ဗျဟုတ်ကဲ့ဆရာအဲဒါကတော့နောက်ဆုံးမိကုန်းတစ်ခုပါပဲအာဆရာတို့ရှေ့ဆက်ပြီးတော့ဆရာတို့ INC နဲ့ အဲဘယ်လိုမျိုးတွေဆက်ပြီးတော့အကောင်းကောင်းနဲ့ဆောင်ရွက်သွားမယ်အဲဘာတွေဆက်လုပ်သွားမယ်ဆိုတဲ့အစီအစဉ်လေးကိုဒီလိုတွေတည်အောင်ပါညားချပြဆက်ချင်လို့ရှိတယ်ဟုတ်ကဲ့ပါဟိုဒီခါကတော့ကျွန်တော်တို့ကအဝေးတော့ဟိုမျောလင့်တော့ဘောနော်အာဒါမဲ့ကျွန်တော် IC တို့ပြောရင်တော့ကျွန်တော်တို့မှလည်းခဏ follow ဖို့ဆိုတော့ခုတော့ကိုကိုတော့ဟိုလက်ခံထားတယ်။ဒီကနံပါတ်၁ချက်ဒါကဂျာကလာအစီအမံရဖြစ်လာတဲ့အဲကျွန်တော်တို့ဂျာကလာအချိုးကြီးကောင်းစီဖြစ်တယ်။အဲ့ဒါနံပါတ်၁ချက်။အဲ့တော့ကျွန်တော်မှအကန့်တန့်နေရှိတယ်။ ။အော်ပြီဆိုရင်ဒီဒီကောင်စီရဲ့တက်တန်းကပွင့်လို့ပြ2026ကတော့။ဟုတ်ကဲ့။အဲ့ဒါအဲ့ဒါအဲ့ဒါအဲ့ဒီအကန့်တအောက်မှာနောက်ပြီးတော့မှဒီအရင်မြင်အကန့်တအောက်မှာစီးရေးနိုင်ငံရေးဟိုအကန့်တအောက်မှာကျွန်တော်လုပ်နေတဲ့အတွက်ကြောင့်မို့ကျွန်တော်ကျွန်တော်ကတော့ခဏပြောလို့ဒါကအလုံးစုံတော့အမြင်မှုကိုကျွန်တော်ရအောင်မဟုတ်ဆိုတော့ခုခုလည်းတိတိထားပြတာဖြစ်တယ်။အခြားတစ်ဖက်မှာကျွန်တော်ကဘာထပ်စစ်စစ်ဆိုတော့ဒီအချိန်မှာဒါမလုပ်လို့မရအောင်ဆိုတာပါ။ ဆိုရင်းဒီဘက်ကကျွန်တော်တို့တော်လိုင်းပြီးမှပဲဟိုကျွန်တော်တို့ကီနီပြည်နယ်ဇွန်လုံးမြန်မာနိုင်ငံဇွန်လုံးအောင်မြင်ပြီးတော့မှပဲအစိုးရအောက်ထူထောင်မယ်ဆိုရင်အဲ့ဒီချိန်ကျရင်ကျွန်တော်တို့ယူပေါက်တွေဘွေထတဲ့ဟာတွေကျွန်တော်ရှင်းလို့မရတော့အခုချိန်ကလေးကကျွန်တော်ကဂျာကလာအစီမံရအတူတူကပေါင်းစပ်ညှိနှိုင်းပြီးတော့မှဟိုအုပ်ချုပ်မယ်နောက်တော့မြို့နယ်တွေကိုကျွန်တော်တို့ဘယ်လိုပုံစံနဲ့ကျွန်တော်ဟိုစုဖွဲ့မလဲမြို့နယ်အုပ်ချုပ်ရေးပုံစံကိုကျွန်တော်လည်းအမှတ်ခံထားတယ်ဆိုလိုရင်းဒီဘက်က ပြည်တော်စုအစိုးရဖြစ်တဲ့ NUG ကိုကျွန်တော်တို့ဒါပြည်တော်ပြည်တော်စုအစိုးရဖြစ်ကျွန်တော်အတိမပြုတ်လို့ကျွန်တော်တို့ဒီလည်းပြည်နယ်အစိုးရဖြစ်ကျွန်တော်ကျွန်တော်ပြုတ်အတိမပြုတ်တယ်။နောက်တစ်ဆင့်ကတော့ဘာလဲဆိုတော့ကျွန်တော်ဒေသန္တရအစိုးရဖြစ်တဲ့မြို့နယ်ကိုလည်းကျွန်တော်ဒါဒေသန္တရအစိုးရဖြစ်အတိမပြုတ်တယ်။အဲ့တော့အ ਨੇ ဆုံးကျွန်တော်တို့ပြည်နယ်ရဲ့ design ကတော့ border affair federalism ဖြစ်တဲ့ကြောင့်မို့မြို့နယ်အစ်စ်မှာရှိနေတဲ့အောက်ချိုရန်တရားအကောင်အောင်လုပ်ရမယ်ဆိုတော့ကျွန်တော်တို့ရစ်တပြစံထားတယ်။အောက်ချိုရန်တရားအကောင်အောင်မယ်ဆိုရင်တခြားတစ်ခုတော့ကျွန်တော်တို့ခေါ်တဲ့ဝန်ဆောင်မှုလုပ်ငန်းတွေကတော့ IC အဆင့်မှာရှိနေတဲ့ပြည်နယ်အဆင့်မှာရှိတဲ့ဌာနတွေကလည်းမြို့နယ်အဆင့်မှာရှိနေတဲ့ regional government ကပေါက်ဆပြီးတော့မှလူထုတွေကိုဆောင်ဖို့ပို့ပို့ပေးနိုင်မယ်။အဲ့ဒီခြေလမ်းတော့ကျွန်တော်ဆက်သွားမယ်။ဒီချိန်ထဲမှာပဲ IC ကဘလိုပဲပြောပြောပြည်တော်စုအဆင့်မှာရှိနေတဲ့အစိုးရတွေနဲ့ကျွန်တော်ပေါက်ဆလုပ်နေတာဖြစ်တယ်။ဟို NUG နဲ့ကျွန်တော်တို့ကခဏပြောလို့ဟိုဝေဖန်မှုတွေကျွန်တော်ရှိတယ်။ကျွန်တော်တို့ကိုဝေဖန်မှုရှိလို့ကျွန်တော်တို့ကလည်း NUG လည်းထောက်ပြတာရှိတယ်ဝေဖန်တာရှိမှာပဲ။ဒီချိန်ထဲမှာပဲ NUG နဲ့ Sector Light ပေါ့နော်။ uh in live a line department ya အများကြီးကျွန်တော်တွေ့လို့လာရှိတယ်ငွေကြီးရရလဲပြည်တော်စုအစိုးရနဲ့ကျွန်တော်ကိုဟိုဟိုမျှဝေတာရှိတယ်ဤပညာရလဲအပြန်လာ support မှုတွေရှိတယ်ဒါကကျွန်တော်မျှော်လင့်တဲ့ federal ပုံစံပဲဖြစ်တော့ဗောနော်အကြောင်းမပြောနိုင်တာကကျွန်တော်တို့ဒီအတိတ်ပဲရှိတာအနှစ်တာရရှိတော့ဒီပြည်တော်စုချင်းမှာတူတူရှိနေမယ် တချိန်တည်းမှာပဲကျွန်တော်ပြောတဲ့ဒီ border federalism ရကျွန်တော်တို့ဒီဒီ regional government လို့ခေါ်တယ်မြို့နယ်အဆင့်မှာလည်းဒီအစိုးရတံတားပေါ့နော်အဲ့ဒါကိုကျွန်တော်ခြေတက်နေတာရှိတယ်အဲ့တော့အဲ့ဒါဟာကျွန်တော်တို့ဟို IC ရဲ့ဟိုဟိုဟိုအဆုံးမဲ့မျိုးလိချင်းပေါ့ပေါ့နော်အာကျွန်တော်တို့နောက်ဆုံးအနေနဲ့ပြောပြချင်တာက ICD ဆိုအခုဆိုတဲ့ supermo ဟိုပုံစံကဂျာကလာစီမှာဖြစ်တဲ့အတွက်ကြောင့်မို့တတ်မှတ်ကာလတစ်ခုမှာကျွန်တော်တို့တွေကအာဒီဒီပုံစံကပြောင်းသွားနိုင်တယ် တို့ဒီမဟုတ်ကျွန်တော်ကတော့ transitional government ပုံစံတစ်ခုလည်းပြောင်းလာတယ်ဒါတို့ပဲမဲ့လဲအပေါ်မှာပါဝင်နေတဲ့တူတွေပြောင်းသွားကောင်းပြောင်းသွားနိုင်တယ်ကျွန်တော်ဌာနအလိုက်ကျွန်တော်စက်တာဖြစ်နေပြီးသားမြို့နယ်ကတော့လိုအပ်ချက်အရာဆက်ပြီးတော့မှဆက်ရှိနေမယ်အဲ့ဒီအတွက်အခုကတည်းက IC ကဒီဌာန strengthening ကို structure strengthening နော် or HR or strengthening ကိုအခြေခံပြီးတော့မှကျွန်တော်ပြည်နယ်မှာရှိနေတဲ့လူထုတွေအတွက်အကောင်းဆုံးဝန်ဆောင်မှုနဲ့ပြေးမယ်နောက်တစ်ချိန်ထက်မှဒီချိန်ထက်မှကျွန်တော်ရှိကျွန်တော်ရှိနေတဲ့အခြားတော့ ကျွန်တော်တို့ပြည်တော်စု unit တွေအတူကျွန်တော်တို့လုပ်ငန်းတွေအခြေစစ်နေတာရှိတယ်။နောက်ပြီးတော့မှအတူတကွာတင်ယူနေအတူတွားဖို့အတွက်လည်းကျွန်တော်တို့စိတ်ဆန္ဒအပြည့်နဲ့ခြေတက်နေပါတယ်ဆိုတော့ကျွန်တော်ပြောလို့ပါတယ်ဟုတ်ဟုတ်ကဲ့ပါဆရာပြည့်ပြည့်စုံဖြည့်ပေးရကျေးဇူးတင်ပါတယ်။ဟုတ်ဆရာပါအဲ DVV ကိုအခုလိုမျိုးတည်တံ့ပါတော့အင်တာဗျူးပေးတဲ့အတွက်ဆရာကိုကျေးဇူးများကြီးတင်ပါတယ်ဆရာ။ဟုတ်ကျေးဇူးပါဆရာ။